အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မော်လီဝုဒ်နဲ့ဇာတ်ပေရာညညမှုအစည်းအဝေးကဒီကနေ့2025ခုနှစ်အောက်တိုဘာလ20ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မော်လီဝုဒ်ခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမော်လီဝုဒ်အနေနဲ့ဖြစ်ပေါ်နေတဲ့လေပွေလိုင်းအချိန်ကြောင့်ယနေ့မိုးသီးထန်စွာရွာသွန်းနိုင်တဲ့ဒေသများနဲ့မိုးသက်ထန်စွာရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေကြီးခြင်းသတိပေးချက်များကိုတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့ထူးခြားမိုးလေဝသအခြေအနေများကိုတင်ပြပေးတော်မှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9:00ခွဲချိန်တိုင်းထွာချက်များအရဖိလစ်ပိုင်ပင်လယ်အနောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့အပူဝိုင်းမုန်တိုင်းဖန်ရှန်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့လျားလျက်ရှိပါတယ်။အဆိုပါအပူဝိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးတောင်တရုတ်ပင်လယ်ပင်သို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးမိုးသက်တမ်းသောကြောင့်သုံးချင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးတွေမြောက်ကိုပြောပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။ ယနေ့20ရက်ဆယ်လ2025ခုနှစ်နနက်6နာရီခွဲအချိန်တိုင်းထွာကြရမြင့်အခြေအနေကိုပြောပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ12နာရီအတွင်းတလမကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ကတော့32.8ဒီဂရီဆယ်စီယံနဲ့ယနေ့နေ့ဆုံးပူချိန်ကတော့18.6ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆွေရင်မှ1200စင်တီမီတာသို့ရောက်ရှိရန်841စင်တီမီတာ28ပေခွဲခန့်အလိုမှာရောက်ရှိနေပါတယ် ြည့်ရတဲ့ကြပုံမှန်အနေထားကမှရှိနေပါမယ်ထူးကပ်မြည့်ရကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ERI မြစ်ထပ်ပိုင်းမှာမိုးအားအနည်းငယ်ရှိနေပါမယ်ရပန်ရခါ ERI မြစ်စုံထပ်ပိုင်းမှာနေရာကွက်၍မိုးသက်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်စကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်ပိုင်းစုံဒေသများနဲ့ ERI မြစ်ထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနည်းငယ်ရှိနေပါတယ် ရောင်ရီမြို့တစ်လျှောက်နဲ့ချင်းရင်းမြို့တစ်လျှောက်မြေကန်းဒီမြေနေဒေသများနဲ့မြေလူကျွတ်များမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများရောင်ရီမြို့ကြီးကိုအမိပြုရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဆယ်လဗီချင်းရင်းမြို့ရဲ့အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာခန်းဒီမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်း3လမောက်ကန်ထက်ကျသွားပါတယ်မော်ရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်း4လမောက်ကန်ထက်ကျသွားပါတယ် ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကမှာရှိနေပါမယ်ထုကက်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်နီဟ ோம் လင်းဖောင်းပြေမောလိုက်ကလေးဝမင်းခင်ကန်နီနဲ့မုံရမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ဆက်လက်ပြီးအရာရီမြေအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာပမော်မျိုးရွှေကူမျိုးကတာမျိုးထီးချိုင်းမျိုးတပိတ်ချင်းမျိုးမန္တလေးမျိုးစကိုင်းမျိုးမြင်းမူမျိုးပခုတ်ကူမျိုးနဲ့ညောင်ဦးမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်၆မျိုးမြေအရာတက်ကြမရှိရက်တက်နေပြီး ယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မင်းမှုမြင့်ရေးတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကြဆင်းနိုင်ပါတယ်။မကွေးပြည်နဲ့အောင်လံမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်သာမြေကြီးအနေငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဟင်းသာရနဲ့ဇလုံမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ ARR မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော်မှာဖြစ်ပါတယ်။ ဆက်လက်ပြီးအော်တိုဘားလ20ရက်နေ့ည10နာရီမှအော်တိုဘားလ25ရက်နေ့ည10နာရီအထိ9ရက်အတွင်းပြည်နယ်နဲ့တိုင်းဒေသကြီးများအလိုက်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ပမာဏများကိုပြောပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာတောင်တရုတ်ပင်လယ်မှာ BNN ကမ်းခြေဘက်သို့ဥတီရွေရှားလာမဲ့မုန်တိုင်းဖန်ရှန်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာဖြစ်ပေါ်လာနိုင်မဲ့လေပြင်းရည်ရဝန်းအားကောင်းနေတဲ့အရှိမြောက်မုတ်တုံလေတွေကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာမိုးပေါ်လာနိုင်ပါတယ်အရှိမြောက်မုတ်တုံလေအားကောင်းနေခြင်းနဲ့ကမ်းရိုးတန်းအနီးမှလေဝေလိုက်များဖြစ်ပေါ်မှုများကြောင့် တနင်္လာရီတိုင်းဒေသကြီးမှာ9ရက်တွင်မိုးရေခြင်းအများဆုံး6.8လက်မမှ7.3မ3လက်မအထိရွာသွန်းရရှိနိုင်ပြီးမိုးနှင်းရေရှားရဝန်းဖြစ်တဲ့မကွေးတိုင်းဒေသကြီးမှာမိုးရေခြင်းအနည်းဆုံး9ရက်အတွင်း1.3မ2လက်မမှ2.3မ3လက်မရွာသွန်းရရှိနိုင်ပါမယ်။မွန်တနင်္လာရီကန်ယိုရန်တစ်လျှောက်ဒေါနာတောင်ကျောတစ်လျှောက်နဲ့ရခိုင်ကန်ယိုရန်အေရဝတီမြို့ကကျွန်းပေါ်ကန်ယိုရန်ဤတစ်လျှောက်မှမြို့နယ်ခရိုင်ကျေးရွာများမှာနေစဉ် မိုးတိတ်ချုံရွာသွန်းခြင်းနဲ့မိုးရေချိန်ပုံမိုရရှိခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ဆက်လက်ပြီးမုန်တိုင်းဖန်ဆန်အကျွမ်းကြံတဲ့ဘင်္ဂလားပင်လယ်ော်လေဖျားနဲ့ရေဝင်းတို့ရဲ့မြန်မာနိုင်ငံရာသီဥတုပေါ်တက်ရောက်မှုအခြေအနေများကိုတင်ပြပေးတော်မှာဖြစ်ပါတယ်ခင်ဗျာ။နောက်လာမယ့်9ရက်အတွင်းအော်တိုဘားလ20ရက်နေ့မှ26ရက်နေ့အတွင်းတနင်္လာတိုင်းဒေသကြီးမိုးပြင်းနဲ့ရခိုင်ပြည်နယ်တို့မှာမိုးအထစ်တွေရွာသွန်းနိုင်ပြီးတနင်္လာတိုင်းဒေသကြီးအတွင်း9ရက်အတွင်းမိုးရေချိန်9.3မှ8လမှ8.3မှ9လမအထိ မွန်ပြည်နယ်မှာ9ရက်တွင်းမိုးရေချိန်6.3လက်မမှ9.9လက်မအထိရခိုင်ပြည်နယ်မှာ9ရက်တွင်းမိုးရေချိန်9.1လက်မမှ9.1လက်မအထိရွာသွန်းရရှိနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးနဲ့နေပြည်တော် area အတွင်းမှာတော့9ရက်တွင်းမိုးရေချိန်1.6လက်မမှ2.8လက်မအထိမိုးအနှဲငယ်သာရွာသွန်းရရှိနိုင်ပါတယ်။အချို့အပြင်ယခုရက်တတပတ်အတွင်းမှာမုံတိုင်းလေပြင်းနဲ့ရေဝန်းတို့ရဲ့တက်ရောက်နိုင်မဲ့အခြေအနေမများနိုင်ပါဘူးခင်ဗျာ။မိုးထစ်ချုံပြီး မိုးတက်တန့်စွာရွာသွန်းနိုင်တဲ့ဧရိယာများရှိပေမဲ့အချိန်မကြာတဲ့အတွက်မိုးရေချိန်များနိုင်မှာမဟုတ်ပါဘူးခင်ဗျာ။နေရာကွက်ရိပ်ခက်တာများမိုးသက်ထန်နိုင်တဲ့အချိန်တွေရုတ်တရက်လေပြင်းတိုက်ခိုက်နိုင်တဲ့အချိန်တွေများကိုတော့ကြိုတင်သတိထားရမှာဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအချိန်တွေကိုတင်ပြပေးမှာဖြစ်ပါရယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အချိန်တွေကတော့ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီး ကပလီပင်လယ်ပြင်နဲ့ချန်ပင်ကလာပင်လယ်အော်တို့မှာတိမ်အစ်တဲ့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိကမ်းပန်းချက်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအနှံ့ပြားတနင်္လာတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမုန်းထချုံရွာပါမယ်။ရွာရံရာနှုန်းမြင့်ဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးတဲ့ချိန်ဒီကမ်းပန်းချက်ကတော့ နေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာအနှံပြားရေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရာစိတ်စိတ်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာမှာပဲရွာရရာနှုံးမြေဖြစ်ပါရယ်ခင်ဗျာဆလဘီတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှတ်ချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ် မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ စစ်တွေမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။လာရှုံးမြို့မှာမိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်ခင်ဗျာ။မိုးနေအောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းအေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးချယ်ရနေရာတစ်လျှောက်မှာမိုးရသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း မိုးထစ်ချုံခြင်းမိုးချိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းသစ်တဲ့ရှိပါမယ်လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလုံပင်လယ်ပြင်တို့မှာလေးပင်မှာ၆ပေကမ်းရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့ဒင်းနေနိုင်တိုင်းဒေသကြီးမှာမိုးပိုလာပါမယ်နေပြည်တော်နဲ့အနီးတစ်ဒွဲ့အတွက်မနေ့ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့မိုးတစ်ချိန်နှစ်ချိန်ထစ်ချုံရောပါမယ်။ရွာရရာနှုံးမြစ်ဖြစ်ပါရခင်ဗျာ။ ရန်ကုန်မြို့နယ်နီးရိုက်တွေမနေ့ပြန်ဖို့တဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတချုံရောပါမယ်။ရွာရံရာနှုတ်မြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးရိုက်တွေမနေ့ပြန်ဖို့တဲ့ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတချုံရောပါမယ်။ရွာရံရာနှုတ်80ဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာအော်တိုဘားလ19ရက်နေ့မှာအော်တိုဘားလ24ရက်နေ့ထိမိုးလေဝသအခြေအနေပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အိန္ဒိယနိုင်ငံတောင်ပိုင်းတမီနာဒူပြည်နယ်တောင်ပိုင်းအစွန် ကော်မိုရီအငူမာဖြစ်ပေါ်နေတဲ့လီဗီးယားနဲ့ယမန်ဟာအားနည်းသောလီဗီးယားနဲ့ယမန်အဖြစ်အပြော့သွားပြီးလီဗီးယားနဲ့ယမန်အသစ်တစ်ခုဟာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာအော်တိုဘားလ24ရက်နေ့မှာစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းလီဗီးယားနဲ့ယမန်ဟာယခုအချိန်မှာ24နာရီအတွင်းအပူပိုင်းမုန်တိုင်းဖြစ်လာနိုင်ပြီးအော်တိုဘားလ19ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဝင်ရောက်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်သို့ရောက်ရှိလာနိုင်ပါတယ်။ TS29W ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာအနောက်ဘက်သို့ဆက်လက်ရွေ့ရှားလာပြီးအော်တိုဘွာလ23ရက်နေ့ညနေမှာဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း ECMWF မော်ဒယ်မှခန့်မှန်းထားပါတယ်။ 29WF မုန်တိုင်းအရှိန်တက်ရောက်မှုဟာအော်တိုဘွာလ28ရက်နေ့နဲ့28ရက်နေ့များမှာဗီယက်နမ်နိုင်ငံကမ်ဘောဒီးယားနိုင်ငံထိုင်းနိုင်ငံတို့မှာပိုများနိုင်ပြီးမြန်မာနိုင်ငံဘက်သို့တက်ရောက်မှုအလွန်နှေးပါနိုင်ပါတယ်။ဘင်္ဂလားပင်လယ်ပေါ်မှာအသစ်ဖြစ်လာနိုင်တဲ့လေပြင်းနဲ့ရေဝင်းနဲ့ ဗီယက်နမ်နိုင်ငံကိုဖျက်ချော်ဝင်ရောက်နိုင်တဲ့မှုန်တိုင်းတို့ရဲ့တက်ရောက်မှုများကြောင့်အော်တိုဘာလ29ရက်နေ့နဲ့28ရက်နေ့များမှာအေယော်ရီမြို့ကကျွန်းပေါ်ကန်ယိုရန်ဒေသများနဲ့အေယော်ရီအနောက်ဘက်ကန်ယိုရန်ဒေသများမှာမိုးအထင်းထင်းမှမိုးများနိုင်ပြီးကြံပြင်းနဲ့တိုင်းများမှာမိုးနဲ့ငယ်မှမိုးအထင်းထင်းနေရာကွက်ကြားရွာနိုင်ပါတယ်။ယခုတစ်ပတ်တွင်ရှမ်းပြည်နယ်မှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမူဆယ်လားရှိုးတီဘောကြောက်မဲကွက်ခိုင်မြို့နယ်ခရိုင်များနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်ကြီးညောင်ရွှေဟိုပုံးမြို့နယ်ခရိုင်တွင်မှာခုနှစ်အတွင်းမိုးရွာသွန်းမှုအများဆုံးခုနှစ်အတွင်းမိုးရေချိန်နှစ်လက်မနဲ့အထက်လေးလက်မအောက်ရွာသွန်းရရှိနိုင်ပြီးရှမ်းပြည်နယ်တစ်ခုလုံးအတွက်ဖြန့်မြရွာသွန်းနိုင်ခြေကတော့မများပါဘူးခင်ဗျာခုနှစ်အတွင်းမိုးရေချိန်နှစ်လက်မအောက်မိုးအနှံ့ငယ်မှမိုးအထင်းတင်သာရွာသွန်းရရှိနိုင်ပါတယ်အပူချိန်လေးတိုင်နှုန်းလေးဒုစုတိုင်းစားနဲ့လေးဒုညဉ့်ဉမ်းမှုအခြေအနေတွေကတော့ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်တစ်ခုလုံးမှာအမြင့်ဆုံးနေ့အပူချိန်25ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပြီးအနည်းဆုံးညအပူချိန်ကတော့ 15ဒီဂရီဆဲလ်စီယက်ခန့်ရှိနိုင်ပါတယ်။အော်တိုဘားလ24ရက်နေ့မှာညအပူချိန်ကျဆင်းတာစတင်ဖြစ်ပေါ်လာနိုင်ပါတယ်။နေ့အပူချိန်ကတော့အော်တိုဘားလ24ရက်နေ့အထိ30ဒီဂရီဆဲလ်စီယက်ဝန်းကျင်မှာဆက်ပြီးရှိနေနိုင်ပါသေးတယ်။ချမ်ပီနယ်တခွင်မှာယခုတစ်ပတ်အတွင်းအရှိတ်ဘက်နဲ့အရှိတ်မြောက်ဖက်များမှာတိုက်ခတ်တဲ့၄နိုင်နှုန်းအမြင့်ဆုံးဟာတနအီကို9မိုင်မှ10မိုင်ခန့်ရှိနိုင်ပါတယ်။ချမ်ပီနယ်ရှေ့ပိုင်းမှာနေ့လယ်ပိုင်းလီရုစူတိုင်းစား90ရာခိုင်နှုန်းဝန်းကျင်ရှိနိုင်ပြီး ညပိုင်းညနေပိုင်းနဲ့မနေ့စောပိုင်းတွေမှာ90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့နေ့လယ်ပိုင်းလေထုစူတိုင်းစား60ရာခိုင်နှုန်းမှ80ရာခိုင်နှုန်းကရှိနေနိုင်ပြီးညနေပိုင်းညပိုင်းနဲ့မနေ့စောပိုင်းအချိန်တွေမှာတော့90ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းကြားမှာရှိနေနိုင်ပါတယ်။နေ့လယ်ပိုင်းလေထုစူတိုင်းစားမြင်မာတဲ့ဒေသတွေမှာခန်းစားရမယ့်အပူချိန်ကတော့35ဒီဂရီဆယ်စီယပ်ခန့်ရှိနေနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ရဲ့လေထုညဉ့်ညမ်းမှုအခြေအနေက ပြီးခဲ့တဲ့တပတ်တည်းပြန်လဲကြဆင်းလာပြီးရှက်ပြည်နယ်တစ်ခုလုံးမှာယခုတစ်ပတ်အတွင်းလေရုညဉ့်ညံ့မှုအန္တရာယ်မရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမွှေလန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ